အလုံးမဲမင်္ဂလာပါရှင်။မန္တလေးခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကျန်းဖို့အမတ်လောင်စစ်ဘူကျောင်းဟောင်းများကိုရွေးကောက်ပွဲအနိုင်ရအောင်လှုပ်ကြရန်မင်းအောင်နိုင်ကအမိန်ပေးထားတော်လဲအစိုးရအသင်းနှင့်လွှတ်တော်အစ်တွေညီတိယာတူနှင့်နေရာပေးညီကိုအတိမပေးဟုဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကျန်းဖွဲ့ပါတီမှရွေးကောက်ပွဲဝင်ကြသည့်လွှတ်တော်အမတ်လောင်စစ်ဗိုလ်ချုပ်ဟောင်းများကိုရွေးကောက်ပွဲအနိုင်ရရှိရေလှုံ့ဆော်ကြရန်စစ်ကောင်ဆောင်မင်းအောင်လိုင်ကအမိန့်ပေးထားတော်လဲအစိုးရတင်နှင့်လွှတ်တော်တဲ့တွင်မြစ်တီတာဝန်နှင့်ယာလူများပေးမည်ကိုထုတ်ဖော်ပြောဆိုခြင်းမရှိဟုစစ်ဗိုလ်ချုပ်ဟောင်းများကထုတ်ဖော်ပြောဆိုကြပါသည် လာမယ့်ဒီဇင်ဘာလအတွင်းပြုလုပ်မယ့်ရွှေခေါက်ပွဲမဲဆွယ်စည်းရုံးရေးအတွင်းကျန်းဖို့ပါတီတွင်ရွှေခေါက်ပွဲအောင်နိုင်ရေးအဖွဲ့များကိုဖွဲ့စည်း၍မိတ်ဆက်မှုများလှုပ်ဆောင်စဉ်စစ်ဘိုလ်ချုပ်ဟောင်းတချို့ကနေမြေကကျန်းဖို့ပါတီဝင်များကိုရွှေခေါက်ပွဲအောင်နိုင်ရေးအားတက်သရောပါဝင်ပေးချရန်ညစ်တာရက်ခံကြောင်းနိုင်ငံတော်ကတာဝန်ပေးအပ်ပြီးအမလောင်းဖြစ်လာရောက်ရှင်ပြိုင်ရခြင်းဖြစ်ကြောင်းရွေးကောက်ပွဲအနိုင်ရရှိရေးစစ်ကောင်ဆောင်မြောင်းလိုင်းကဆောင်ရွက်ရန်ညွှန်ကြားထားကြောင်း ရွှေကောက်ပွဲအနိုင်ရရှိပြီးပါကလည်းအစိုးရတင်တဲ့လွှတ်တော်အစ်တွင်မိတိယာတူတာဝန်နှင့်နေရာများပေးမည်ကိုလည်းမသိရှိပဲကြာရာတာဝန်ထမ်းဆောင်ရန်ရောက်ရှိလာခြင်းဖြစ်သည်ဟုထုတ်ဖော်ပြောဆိုကြကြောင်းသိရပါတယ်။အခုပါတီထဲမှာနိုင်ငံရေးအဖွဲ့တွေဖွဲ့တယ်။အဲ့ဒီမှာနေမြေခွင်းဆင်းလာတဲ့အမတ်လောင်ဘိုးချုပ်ကြီးတွေကသူတို့ဒီကိုလာပြီးရှင်ပြိုင်တာကနိုင်ငံတော်ကတာဝန်ပေးလို့လာတာအနိုင်ရရှိအောင်အားလုံးကအဝိုင်းဝန်းပြီးကူညီပေးကြပါအနိုင်ရရှိဖို့လည်းအထက်ကကြိုးစားခိုင်းထားတယ် အဲဒါကြောင့်သူတို့ရွေးကောက်ပွဲနိုင်ပြီးရင်လေအစိုးရတင်တဲ့လွှတ်တော်တက်မှာဘာယာဒူဘာတာဝင်ပေးမလဲဆိုတာလည်းမသိဘူးဘာတာဝင်ဘာယာဒူမှမပေးရင်လေလွှတ်တော်အမတ်အဖြစ်နဲ့နေမြေကန်ပါတီဝင်တွေနဲ့သူတို့သက်သားတဲ့ရက်ဒီမင်းအဲဒါကြောင့်ရွေးကောက်ပွဲအနိုင်ရရှိအောင်အားလုံးကတစိမ့်တဝန်းနှီးကူညီပေးကြပါလှုပ်ပေးကြပါဆိုပြီးမြစ်တာရက်ခန့်နဲ့ဟူကြံခိုင်ရေးပါတီသတင်းရင်းမြစ်ကပြောဆိုပါရယ်ကြံဖို့ပါတီကလက်ရှိမဲဆွယ်စည်းရုံးရေလှုပ်ဆောင်ရာတွင်ကုံစည်းနှုံးကြဆင်ကြီးတရားဥပဒေစိုးမိုးရင်းနှီး စီးပွားရေးကောင်းမွန်ရေးဆိုသောအချက်များကိုအဓိကထားဥတီမဲဆွဲကြောင်းမဲဆွဲပွဲတိုင်းတွင်ကြံ့ဖို့ပါတီကိုမဲပေးဆက်ဖြင့်ညီတို့မျိုးပုံမဲပေးရမည်ကိုအဓိကပြတ်သစီယုံနေကြောင်းသိရပါသည်။လက်ရှိကြံ့ဖို့ပါတီ၏မဲဆွဲပွဲလာရောက်တက်သူများကိုစံစီစာအပါဝင်ရိတ်ခါကြောင်းများလမ်းစရိတ်အဖြစ်ငွေကျပ်2000ကြံ့ဖို့ပါတီအမတ်တစိတ်အုပ်ထုံးအင်ဂျီဘောင်းမီများကိုအခမဲ့ဖြန့်ဝေပြီးနေအိမ်တိုင်းတွင်ကြံ့ဖို့အလံများထောင်းထားကြရန်အလံငယ်လေးများကိုလည်းထုတ်ပေးနေကြောင်းသိရပါသည် မဲဆွယ်ပွဲတက်ရင်စံတပြည်စီ25ကျပ်သားတပူကလပဲတထုပ်ပေးတယ်။ငွေကတော့2000လမ်းစရိတ်နဲ့အမုပ်ဘူးပေးတယ်။ပါတီရဲ့အုတ်ထုပ်အင်ကြီးပေးတယ်။အိမ်တိုင်းမှာထိုးထားဖို့ပါတီအလံလေးတွေပေးတယ်။ဂျာကဘဟုကချပေးတဲ့ငွေနဲ့လုတာပါဟုကြံ့ခိုင်ရေးပါတီတရင်ရင်းမြစ်ကရှင်းပြပါတယ်။မင်းအောင်လိုက်စိတ်ခိုင်းချက်အရာစိတ်ကော်မရှိမှစိတ်အရာရှိခြင်းများဖြစ်ကြသည့်အောင်လင်းတွင်ညာထွန်ဦးဝင်းကြီးတရောင်ဆန်းဒုတိယဗိုလ်ချုပ်ကြီးဟောင်းကံမြင့်တန်း ODS 66ဒုဗိုလ်ချုပ်ကြီးဟောင်းတေစာကျော် DSC 28ဒုဗိုလ်ချုပ်ကြီးဟောင်းတပ်ပုံ DSC 29ဒုဗိုလ်ချုပ်ကြီးဟောင်းဖုံးမြန် ODS 83ဒုဗိုလ်ချုပ်ကြီးဟောင်းလေးအောင် DSC 26ဒုဗိုလ်ချုပ်ကြီးဟောင်းစိုးတင့်နိုင် DSC 31တို့ကပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်နဲ့ပြည်내တိုင်းလွတ်တော်တို့မှကြံ့ဖို့ပါတီကိုစားပြုပါဝင်ရှင်းပြနေကြပါတယ်အကြံဖက်စစ်ကော်မရှင်မှအောက်လင်းတွေကနေပြီးတော့အမျိုးသားလွတ်တော်မဲဆန္ဒနဲ့ပြည်အရင်၎င်းညိုစောကကိုကိုကျုံပြည်သူ့လွတ်တော်မဲဆန္ဒနဲ့မှ၎င်း ညထွန်ဦးကပြင်ဦးလွင်မြို့နယ်ဖီသူလွတ်တော်မဲဆန္ဒနယ်မှာ၎င်းရှင်ပြိုင်ကြမည်ဖြစ်ပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးဟောင်းသက်ပုံကစကိုင်းမြို့နယ်ပြည်သူလွတ်တော်မဲဆန္ဒနယ်ဒုတိယဗိုလ်ချုပ်ကြီးဟောင်းစိုးတင်နိုင်ကမကွေးမြို့နယ်မဲဆန္ဒနယ်ဒုတိယဗိုလ်ချုပ်ကြီးဟောင်းကံမြင့်တန်းကမအူပင်မြို့နယ်မဲဆန္ဒနယ်ဒုတိယဗိုလ်ချုပ်ကြီးဟောင်းမျိုးသိန်းစော်ကပေါက်ခေါင်းမြို့နယ်မဲဆန္ဒနယ်တွေကဝင်ရောက်ရှင်ပြိုင်မိဖြစ်ပါတယ်။ကျန်ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကဇေယတိတိမြို့နယ်အငိမ့်စားဗိုလ်ချုပ်ကြီးတင်အောင်စံကဥတ္တရတိတိမြို့နယ် ်မေကင်းမောင်မြင့်ကဇဘူတီတီမျိုးနဲ့မေဆန္ဒနဲ့အငိမ့်စားဘိုးချုပ်ကြီးမြတ်ဟင်းကဒက်ခိနတီတီမျိုးနဲ့ပုပ္ပတီတီမျိုးနဲ့တွင်ဘူးလလဆွေဘိုးချုပ်ဟောင်းမမအောင်ကတက်ကိုမျိုးနဲ့မေဆန္ဒနဲ့တို့တွင်အတီတီရှင်ပြန်ကြမည်ဖြစ်ကြောင်းသိရပါတယ်စစ်တပ်ကကြံ့ဖို့ပါတီတို့ဘိုးချုပ်ကြီးအဆက်မှတက်ကြက်ကြီးဆက်ရီအဆက်အထိ489ဦးဆေလွတ်ခဲ့ပြီးစစ်တမဘိုးချုပ်ကြီးတအူဒုဘိုးချုပ်ကြီး6ဦးဘိုးချုပ်ဆက်နက်ဦးဘိုးမူးချုပ်ဘိုးမူးကြီးနဲ့ဒုဘိုးမူးကြီး300ဦးဘိုးကြီးနဲ့ဘိုးမူး130ဦး ရှုံအုံးမှတက်ချက်ကြီးစရေအထိအခြားအဆင့်6ဦးဆေးလွတ်ခဲ့ကြောင်းစစ်တပ်ထိတ်တန့်အရာရှိကြီးများမှကျန်ဖို့ပါတီအမတ်လောင်းများအဖြစ်ဝင်ရောက်ရှင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။